ရခိုင်ပြည်ရသေးတောင်မြို့နယ်မှာစစ်ကောင်းစစ်တပ်ကဇက်လီရင်တွေနဲ့ဘုံကျဲတိုက်ခိုက်ခဲ့လို့အရက်သား9ဦးသေဆုံးပြီး6ဦးဒဏ်ရာရရှိသွားခဲ့ပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ15ရက်နေ့မနက်7:00နာရီလောက်မှာစစ်ကောင်းစစ်တပ်ရဲ့ဇက်လီရင်နှစီကဘာထလီကျေးရွာနဲ့နွားတိကုတ်ကျေးရွာကိုရှေ့စစ်နောက်စစ်ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ဇက်လီရင်တွေပေါ်ကနေရော့ကက်နှလုံးစီနဲ့ရွာတွေကိုပစ်ခတ်ခဲ့တာဖြစ်တယ်လို့အာရာခာတက်တော် A ကလည်းသတင်းထုတ်ပြန်အတည်ပြုထားပါတယ်ဒီပစ်ခတ်မှုကြောင့်နွားတင်းကုတ်ကျွာရွာသားနှုတ်ဦးသေဆုံးခဲ့ပြီး နောက်ထပ်နှုတ်ဦးအလက်စားဒဏ်ရာရရှိခဲ့ပါတယ်။ဘာထလီကျွာဘက်မှာတော့ထိခိုက်မှုပိုများခဲ့ပါတယ်။ဘာထလီချောင်းအတွင်းမှာသွာလာနေတဲ့ကျွာသား3ဦးသေဆုံးခဲ့ရပြီးနောက်ထပ်4ဦးမှာလည်းအသေးစားနဲ့အလက်စားဒဏ်ရာတွေရရှိခဲ့ကြပါတယ်။ ဒီလိုရွာနှစ်ရွာကိုရှေးစင်နောက်စစ်ပစ်ခတ်တက်ခိုက်ခဲ့တာကြောင့်နှစ်ရွာလုံးကအရက်သားနေအိမ်အစုထိခိုက်ပျက်စီးခဲ့ရပါတယ်ဒါပြင်ဘာထလီမြစ်ချောင်းကမ်းဘေးမှာစိုက်ကတ်ထားတဲ့ဒေသခံတွေရဲ့ဆက်လီငါးစီးလည်းပျက်စီးသွားခဲ့တယ်လို့သိရပါတယ်ရှင်။